ခွဲဆိုတော့ဟိုလမ်းတော်ရေးထားတဲ့အန်တီတာဝန်ယူတော့ဆိုအန်တီနော်နော်မမေတလက်နော်မမေတလက်မမတလက်နော်တာဝန်ယူရနော်လမ်းနုရှိမှာတရက်နှစ်ရက်လောက်နေပြီသူ့မိအိမ်ပြန်သွားအော်အလွတ်လက်ပြီလွတ်လက်ပြီဆိုတော့အဲ့လိုပြန်လာပြောပြီးရောနော်အဲ့လိုမဟုတ်ပါပြောပါတယ်ဟိုအော်ပြောပြောပါတယ်ဆိုတော့ ြောရဲဆိုတာအဲ့လိုမျိုးတမျိုးလေးပေါ့နော်ပြောတာပါဟိုလိုမျိုးကြီးမဟုတ်ပါဘူးကဲကျင်လို့ပြောတာမဟုတ်ဘူးဒီတိုင်းအမေရဲ့မြေတောင်နားလေအေးချမ်းွားတာမျိုးပေါ့နော်ဘလို့ဘလို့လေးလဲအေးချမ်းွားဟောပိုးဆိုးကုန်ပြီနော်အာပင်မန်းနေအဓိကကဘာလဲဆိုတော့ကိုတောင်ဝင်ယူထားတဲ့ရက်ပေါ့နော်ကိုကိုကနေပြီးတော့ကိုနဲ့အတူရှိနေမှာဆိုရဲရက်မှာသူအပြင်ကိုတယောက်တည်းထွက်သွားတယ်ပြန်မလာဘူးဆိုလို့ရှိရင် ငါတောင်းဝင်ယူတဲ့အချိန်မှာသူတခုခုဖြစ်သွားရင်ဘယ်လိုလုပ်လဲသူ့အမေကိုဘယ်လိုပြောရမလဲအဲ့ stress ကြီးကအရန်များတယ်အခုကျတော့ဟောသူ့မမေရှိရောသူပြန်အိတ်တဲ့အချိန်ကျရင်ငါတို့အရန်ပျော်တယ်အိတ်ပျော်တယ်ပေါ့လွမ်းနာလေးကလွင်အိတ်ပျော်တယ်ဘာလို့ဆိုတော့ငါလက်ထဲမှာတခုခုဖြစ်ခဲ့ငါလက်ထဲမှာမဟုတ်ဘူးသူ့မိသားစုလက်ထဲမှာဆိုရဲဟာအဲ့ဒါလေးကအရန်အဆင်ပြေတယ်ဘာလို့ဆိုတော့လူတယောက်တောင်းဝင်ယူရတယ်ဆိုတာကွာငွေကြေးတောင်းဝင်ပြောတာမဟုတ်ဘူးเนาะသူ့ရဲ့ဘယ်လိုခေါ်မလဲလုံခြုံရေးကိုတောင်းဝင်ယူရဆိုတော့တော်တော်ကိုလှမ်းညွှန်နေတဲ့တောင်းဝင်ကြီးရဲ့ရှယ်အဲ့ဒါအဲ့တော့သူ့ကိုလှမ်းညွှန်အခုခေါင်းထဲမှာရှိဖို့မရှိတော့သူနောက်ဆုံးကလှမ်းညွှန် ိတ်ွားရှင်ကောင်မလေးနဲ့သွားတွေ့နေအောင်နှမစိတ်ဝင်စားတော့အခုကုသနေတွေ့သွားပြီဘာဆိုအဲ့အဲ့ကိုကိုကိုပေါ့နော်လေ့ကျင့်ခန်းတွေလုပ်လိုက်တဲ့အချိန်မှာအိတ်ပြောသွားရန်စင်သုံးစရာပတ်စံတွေလည်းအကုန်သိမ်းထားဆိုတော့ဘာလို့ဘလို့သွားကဲရမှာမအင်ခွဲဆိုတော့ဟိုလမ်းတော်ရေးထားတဲ့အန်တီတာဝန်ယူတော့ဆိုအန်တီနော်နော်မမေတလက်နော်မမေတလက်မမတလက်နော်တာဝန်ယူရနော်အဲငငယ်ကတော့ချုပ်ချယ်လို့ခံစားရတာပေါ့အခုသူ့စီရောက်ပြီးတော့ ဟိုပါ့မြန်မာတပီလုံးပတ်ကဲပြီးပြီဆိုတော့24နှစ်လုံးလဲကဲပြီးပြီဆိုတော့ခါကြတော့ဒါမျိုးတွေကချုပ်ချယ်တာမဟုတ်တော့ချစ်တယ်ဆိုတာမျိုးခံစားရတယ်အဲအရင်တော့အိမ်ပြန်ရတာနဲ့အခုပြန်ရတာမတူဘူးကိုနှွေးထွေးတယ်အဲ့လိုမျိုး ခံစားရတာပေါ့နော်ဟိုဘယ်လိုခေါ်မလဲနာနုရှိမှတရက်နှစ်ရက်လောက်နေပြီသူ့မိအိမ်ပြန်သွားအော်အင်းလွတ်လပ်ပြီလွတ်လပ်ပြီဆိုတော့အဲ့လိုပြန်လာပျော်ပြီးတော့နော်အဲ့လိုမဟုတ်ပါဘူးပျော်ပါတယ်ဟိုအော်ပျော်ပျော်ပါတယ်ဆိုတာပြောရတော့အဲ့လိုမျိုးတမျိုးလေးပေါ့နော်ပြောတာပါဟိုလိုမျိုးကြီးမဟုတ်ပါဘူးကဲကျင်လို့ပြောတာမဟုတ်ဘူးဒီတိုင်းအမေရဲ့မြေတောင်နားလေအေးချမ်းွားတာမျိုးပေါ့နော်ဘလို့ဘလို့လေးလဲအေးချမ်းွားဟောပိုဆုံးကုန်ပြီနော် ဲ့လိုလည်းမဟုတ်အမေအမေကလည်းပွားတယ်အမေလည်းပွားတာပဲအတူတူပါပဲဒါပေမဲ့ဟိုမျိုးပေါ့အတန်မတူတော့ဘူး location မတူတော့ဘူးလူမတူတော့ရဲ့ခါကြတော့ဟိုတမျိုးလေးပေါ့ဖြစ်သွားတာပေါ့ကျွန်တော်ကအဲ့ဒီပွားတယ်ဆိုတာတခါကျရင်လူတွေကမပျော်မပျော်ဘူးလို့တော့ထင်ရအဲ့ဒီပွားတဲ့အတန်တွေမချားရတော့မှကျွန်တော်မပျော်တာဟမ်အဲ့ဒီအဲ့ဒီ feeling ရှိရကျွန်တော်ကတမျိုးပြသလား အဲ့လိုပွားနေရကျွန်တော်ကျွန်တော်စိတ်ညစ်နေတာမဟုတ်ဘူးအဲ့ဒါနားထဲမှာနားထောင်နေတာအခါကျရင်ကျွန်တော်ပျော်နေရောသူတို့ဟုတ်တယ်သူတို့ကြမ်းမာနေတယ်ပေါ့နော်ထိတ်ချမ်းတာလေအဲ့လိုမျိုးပေါ့နော်ဒါပေမဲ့အခုကုစားနိုင်သွားပြီမနေ့ဆိုရင်9နာရီထလမ်းလျှောက် အိတ်အိတ်အိတ်သူ့ကိုစိတ်တမ်းမှာမရှိရောညဆိုလို့ရှိရင်စက်တောင်ရိုက်8နာရီထိုးခဲ့ရတာဤစိတ်နေပြီပြန်လာပြီဆိုလို့ရှိရင်ကိုယ်ခွဲလောက်ဆိုရင်အိတ်အဲ့တော့သူ့ကိုလှမ်းလို့အခုခေါင်းထဲမှာရှိဖို့မရှိတော့သူနောက်ဆုံးကလှမ်းလို့အိတ်သွားချင်ကောင်မလေးနဲ့သွားတွေ့နေတော့လှမ်းလို့စိတ်ဝင်စားတော့အခုကုသနည်းတွေ့သွားပြီ ။ဘာလို့ဆိုအဲ့အဲ့ကိုကိုကိုပေါ့နော်။လေ့ကျင့်ခန်းတွေလုပ်လိုက်တဲ့အချိန်မှာအိတ်ပြော်သွားအရန်စင်။သုံးစရာပတ်စံတွေလည်းအကုန်သိမ်းထားဆိုတော့ဘာလို့ဘလို့သွားကဲရအောင်။ is it eight like that ပတ်စံမရှိရင်ဘယ်ကောင်မလေးမှတူရှိမှာသူ့ကိုကိုကိုမခေါ်တော့ဘူးတေးကြရလေဟုတ်တယ်မလားအဲအဲ့ဒါစိတ်ချလဲချအေးရတယ်စိတ်ထဲမှာပျော့တယ်ပျော့ရဆော့ဆော့ပြောသလိုပဲသူတို့ကြမ်းမာနေတယ်ဆိုရယ်ခံစားချက်ရတာပေါ့နော်အဲအဲ့လိုမျိုး ဟိုသူမရစ်တော့တဲ့ခါကြတော့မှဒါဘာဖြစ်နေရလဲပေါ့နော်ဟိုဟိုအရင်တော့ရှိပါတယ်သိရမလားအပြင်သွားလိုက်အောင်မအင်းအင်းသွားဆိုပြီးတော့အဲ့ဘလို့ပြောလိုက်တာလဲမိမရဲ့ဆိုတော့အတန်ဝဲဝဲလေးနဲ့လေဘယ်သူလဲမသိဟိုအရင်တော့လေအဲ့အဲ့လိုမျိုး feeling လေးပေါ့နော်အရင်တော့တော့အဲ့လိုမျိုးမထင်ခဲ့ဘူးဟိုကယ်ဝေးသူငါ့ကိုဒီလိုပြောရဆိုငါလည်းဒီလိုပြောမယ်ပြန်ပြောမယ်အဲ့လိုမျိုးပဲတွေးနေရပေါ့ ဟိုသူနောက်ကြရတယ်ဆိုလို့ရှိရင်ငါလည်းနောက်ကြရမယ်ဆိုတော့တွေးမျိုးတွေတွေးတာပေါ့အငယ်တော့ကလေးတွေးပေါ့နော်ကြီးလာတော့လူကြီးတွေးဖြစ်သွားတာအာပင်မန်းနေအဓိကကဘာလဲဆိုတော့ကိုတောင်ဝင်ယူထားတဲ့ရက်ပေါ့နော်ကိုကိုကနေပြီးတော့ကိုနဲ့တူရှိနေမှာဆိုရဲရက်မှာသူအပြင်ကိုတယောက်တည်းထွက်သွားတယ်ပြန်မလာဘူးဆိုလို့ရှိရင်ငါတောင်ဝင်ယူတဲ့အချိန်မှာသူတခုခုဖြစ်သွားရင်ဘယ်လိုလုပ်မလဲသူ့အမေကိုဘယ်လိုပြောရမလဲအဲ့ stress ကြီးကအရမ်းများတယ်အခုကျတော့ဟောသူ့မမေရှိကိုသူပြန်အိတ်တဲ့အချိန်တိုင်းငါတို့အရမ်းပျော်တယ်အိတ်ပျော်တယ်ပေါ့လွမ်းနာလေးကလွမ်းအိတ်ပျော်တယ်ဘာလို့ဆိုတော့ငါလက်ထဲမှာတခုခု ဖြစ်ခင်ငါလက်ထဲမှာမဟုတ်ဘူးသူမိသားစုလက်ထဲမှာဆိုရဲဟာအဲ့ဒါကြီးအရင်အဆင်ပြေတယ်။အဲ့ဒါလူတယောက်တောင်းဝင်ယူရတယ်ဆိုတာကွာငွေကြေးတောင်းဝင်ပြောတာမဟုတ်ဘူးနော်။သူ့ရဲ့ဘယ်လိုခေါင်းလဲလုံခြုံရေးကိုတောင်းဝင်ယူရဆိုတော့တော်တော်ကိုလှမ်းညွှန်နေတဲ့တောင်းဝင်ကြီးရဲ့ရှင်အဲ့ဒါအဲ့ဒါ PA လေးခံနိုင်ပြီလေကုနာမ။ကောင်းပါလေချော့ချော့လေးဒီ။ဟာမဟုတ်လေတိတိလေးငငယ်လေးတွေလေအင်းဒီကလေးလေးကိုစောင့်ရှောက်ရတာเนาะ ကျွန်တော်တို့ဒီဟိုကျွန်တော်အခုဆိုရင်တရုတ်ဆောင်တာဗောနော်ဟိုက Lady Grace မှာတရုတ်ဆောင်နေနောက်ပြီးတော့အခြားအရှင်းမှာလည်းရုပ်ရှင်ကားတွေနောက်ပြီးတော့ဇလန်တူတွေအဲဒီကြားထဲမှာဆိုလို့ရှိရင်လည်းဟိုဗီဒီယိုဗောနော်ဗီဒီယိုဒီလိုမျိုးအဲရင်းလိုမျိုးဗောနော်ရှင်းရပါပြီဗီဒီယိုဟုတ်လားရှင်းရ series အဲ series ပေါ့အဲ series အဲ့လိုမျိုးလေးရိုက်ထားတာလေးရှိရဲထွက်လာဖို့လည်းရှိတယ် တော်တော်လေးကြာပြီဗျာဘာလို့ထွက်မလာလဲလည်းမသိဘူးအဲကျွန်တော်အများကြီးစူးစမ်းထားတယ်တစ်ခုနဲ့တစ်ခုလည်းကျွန်တော် character ကွဲအောင်လို့တရုပ်ဆောင်နေတယ်တရုပ်ဆောင်ဆွမ်းရည်လည်းဒီထက်ပိုပြပြအောင်လို့ကျွန်တော်စူးစမ်းပါတယ်အဲကျွန်တော်ကအဓိကအမှုပညာမျိုးရိုးမဟုတ်တဲ့အတွက်ကြောင့်မလို့အစာပိုင်းတွေမှာအမှားပါဝိုင်းလည်းခွင့်လုပ်ပေးဖို့ project တွေကိုကျွန်တော်တရားနေပြီးတော့တောင်းဆိုပါတယ်ဆက်လက်ပြီးအားပေးပါလို့လည်းပြောချင်ပါတယ်ခင်ဗျာ ကဲပါအာလန်ဒရိုကိုပေါ့နော်အဲ့လိုပဲလိုအပ်တာရှိလို့ရှိရင်ဆုံးပါပါအာအပေးပါလို့ပြတော့တောင်တူဒီနုပညာရဲ့လောကတွေရောက်လာတယ်ဆိုတာလေအာသူ့ရဲ့ဆရာတွေရှိရဲ့ဆရာဘန်းကြီးတို့ Laurel Art Academy တို့ကနေပြောမှပုဒ္ဒါဆန်ကိုသင်ပေးရခါကျရင်လန်ဒူကလိုက်ကြည့်ရင်လိုက်ကြည့်ရင်လည်းကိုကမြင်ဆရာဖြစ်သွားပါပေါ့နော်အဲဒါကြောင့်မလို့လန်ဒူဒီအခုရိုက်ကူးလေးလုပ်တဲ့အချိန်မှာလန်ဒူတက်ကနည်းနည်းလေးလွယ်နေဆိုတာဒါကြောင့်မလို့လန်ဒူချိုးနေရှင့်အဲဒါကြောင့်မလို့အပေးပါလို့ကျေးဇူးတင်ပါတယ်